ကံကုံမိုးချုပ်ကလူကြီးယောဂဖြင့်ကွယ်လွန်သွားတဲ့ဒေတာမင်းသားကြီးဥမမောင်ကြီးပရိသတ်ကြီးလူပညာလောကရဲ့ကျယ်ပွင့်လေးတစ်ဝင်းကကျင်းလွင်သွားရပြန်ပါပြီနော်မင်းသားကြီးပြည်ရင်ရဲ့ဖခင်တကိတကာကရှက်ရှက်တော့အမြင်ကြောကြားနေတဲ့ဒေတာမင်းသားကြီးဥမမောင်ကြီးကတော့မေလာခုနှစ်ရက်နေ့မနေ့ပိုင်းမှာလူကြီးယောဂဖြင့်ကွယ်လွန်သွားတာဖြစ်ပါတယ်ဒေတာကြီးကွယ်လွန်ချိန်ဟာအသက်63နှစ်ဖြစ်ပြီးတော့မနေ့ပိုင်းစင်နာယီမှာပဲသူ့ရဲ့နေအိမ်မှာကွယ်လွန်သွားတယ်လို့သိရပါတယ်ဝိုင်းရဲ့တယောက်ဆောင်ဒေတာနဲ့ကြပြဆရာဖြစ်ပြီးမြန်မာနိုင်ငံရုပ် ှင်စီယုံကြီးရဲ့အဖွဲ့ဝင်တဦးရေဖြစ်ပါတယ်။ဥမမာမြာလွန်ခဲ့တဲ့လတွေကကျောင်းမရင်ချင်းနေမကောင်းတာကြောင့်စိတ်ကူးသောမှုခံယူနေရပေသူရဲ့နောက်ဆုံးထွက်သက်ပုံလေးတောင်မှ VOR နဲ့ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရုပ်ရှင်စီယုံကလည်းတိတဲ့အရန်ပုံငွေနဲ့ကျောင်းမရင်ထောက်ပံ့ငွေတွေကိုအရှင်လားကတွားရောက်ထောက်ပံ့ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒုက္ခဒုက္ခကတော့ဥမမာမြာတယောက်ဆောင်ဘက်မှလည်းအပေါ်လိုမရှိသလိုဒိုက်တာလောကမှလည်းထူးချွန်နေသူတယောက်ဖြစ်ပါတယ်။ဒိုက်တာကြီးကိုလွန်ခဲ့တဲ့ပုံမှလည်းအမှုပညာရှင်များဟာစိတ်မကောင်းဖြစ်ခဲ့ပြီးတော့နှမျောတတဖြစ် င်နေရပါလူကြီးယောဂကြောင့်ကွယ်လွန်သွားခဲ့ပေမဲ့လည်းဥမာမြာသူချက်တဲ့အမှုပညာကိုအသက်80ကျော်အထိတရုတ်ဆောင်သွားခဲ့တဲ့အမှုပညာချစ်မြတ်တို့သူစစ်စစ်ကြီးပဲဖြစ်ပါတယ်ဥမာမြာတရုတ်ဆောင်မင်းသားဒရိုက်တာစတဲ့အမှုပညာလှူရှာမှုတွေကိုလှူဆောင်ခဲ့ပြီးတခုမှနမဲနဲ့လည်းကြပြားရီစာရီကိုရေးသားခဲ့သူဖြစ်ပါတယ် ကွယ်လွန်ခြင်းအသက်63နှစ်ရှိခဲ့ပြီဖြစ်ပေမယ့်မင်းသားကြီးပြောခဲ့တဲ့စကားတွေနဲ့ရှိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာအသက်ဝင်နေပြီးနာမည်မသိသောဒါရိုက်တာကြီးဖြစ်နေမှာပါနော်တခက်တခါကနာမည်ကြီးမင်းသားပြင်းရင်းရဲ့ဖခင်တဦးလေးဖြစ်ဒါရိုက်တာတဦးလေးဖြစ်တာမို့ကွယ်လွန်သွားတဲ့ပုံမှာအလုံးကဝမ်းနေနေကြတာဖြစ်ပါတယ်ဥမမာမီးရဲ့ရုပ်ရှင်စကားတွေနဲ့ဗီဒီယိုပေါင်းများစွာကိုရှိုက်ကူးခဲ့ရပြီးလက်ရှိမှာလည်းစညိုးအနေနဲ့ရှိုက်ကူးဖို့ကြံရှိနေတဲ့စကားတွေလည်းအများကြီးရှိပါတယ်အခြားသောဒါရိုက်တာတွေနဲ့တရုတ်ဆောင်တွေကအကူအညီရှိုက်ကူးမယ်လို့လည်းဆိုထားပါတယ်ဥမမာမီးဟာတန်ငယ်စဉ် င်ခါကဆွဲဆုံရအနုပညာဖန်တီးနိုင်စွမ်းရှိတဲ့အနုပညာရှင်တို့ဖြစ်ခဲ့ပြီးတော့သူသားပြင်းရင်းကိုလည်းယနေ့ချိန်ထိအင်တာဗျူးတိုင်းမှာသတိတရထည့်ပြောလေးရှိပါတယ်။အခုဆိုရင်တော့ငင်းချမ်းတဲ့ဘဝမှာကောင်းစွာနားယူသွားခဲ့ပြီးအေးချမ်းတဲ့နိဗ္ဗာန်မှာပျော်ရွှင်နေမှာအမှန်ပါပဲနော်။အနုပညာရဲ့ဇလဲပြေဝါတလို့ ဟိမူဟန်ပန်ပေါ်လွင်ကောင်းမွန်တာကြောင့်ကာရိုက်တာတော်တော်များနဲ့ကန့်ညီပြီးတော့လူကြီးကန်ဖေးကန်တို့နဲ့ပို့လိုက်ဖက်ခဲ့ပါတယ်။သူတက်မြောက်ထားတဲ့အမှုပညာကိုလည်းပညာမာနာမရှိသင်ကြားပြသခဲ့ပြီးစိတ်ကြီးမွင်တတ်တဲ့ဒရိုက်တာကြီးတူလည်းဖြစ်ခဲ့ပါတယ်။မနေ့တနေ့ကထီကောမှာဆိုရှယ်ထက်မှာ အစာကိုခက်ခက်ခက်ခဲအိယာထက်မှစားတောင်းနေရတဲ့ပုံတင်ပြီးတော့ထွက်ပေါ်လာခဲ့ပြီးလွန်ခဲ့တဲ့လပိုင်းကလည်းနောက်ဆုံးနေဝင်ချိန်ကိုတက်လွတ်နေရတဲ့ပီယိုတွေလည်းထွက်ပေါ်လာခဲ့ပါရည်ကြီးရှုမြင်တွေ့ရသူတွေဟာအဲ့ချိန်ကလေးကပြန်ကောင်းလာပါစေဆုတောင်းခဲ့ပေမယ့်ကံကုန်ချိန်ဖြစ်နေတာမလို့ဆုတောင်းတော်အပြည့်ခဲ့ရှာပါဘူးနော်ဥမာမြေနိုင်ရီကိုအလဲအမြန်တချို့မှဖြစ်ပြီးနိုင်ရီလာသူအနုပညာရှင်များကလည်းဝန်နေချောင်းရွေးစကားတံများနဲ့ငိုယိုနေတာဖြစ်ပါရည်ဖခင်ရဲ့တဝင်းအနုပညာတွေကိုတင်ကြားပေးခဲ့ပြီးမခုမကက်ဘဲနဲ့အနုပညာပေါ်မှာစူးစမ်းစဉ်စိမ့်ဖြစ် ောင်လဲပံ့ပိုးအားပေးခဲ့တယ်လို့လူပညာရှင်များစုက ပြောပြခဲ့တာဖြစ်ပါတယ်။ဒီတော့ပြည်သက်ကြီးကံကုံမိုးချုပ်ပြီးဘဝနေဝင်ခြင်းကို ရောက်ရှိသွားပြီးတော့ခွဲပြောက်သွားတဲ့ဥပမာမြေပေါ်မှာမှတ်ချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်။